ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ရဲ့မင်းသားကျော်ပေါ့နော်မင်းသားကျော်အဲကိုနေလင်းရှင်ဦးနေလင်းရှင်ပေါ့နော်ဒါကလူငေးစားသောအဖြစ်နိုင်ငံရေးထဲလည်းလူငယ်ဖြစ်ပေမဲ့နိုင်ငံရေးထဲပါလာတယ်အဲပြီးလို့ရှိရင်လည်းကိုစလေလောင်းနေနဲ့လည်းရှောက်ထားပြီးပြီဆိုတော့ဦးနေလင်းရှင်ပေါ့နော်အဲလူငယ်ဆိုတော့ကျွန်တော်လူငယ်အကြောင်းရင်းရှင်ပါလေရှင်လူငယ်တွေရဲ့ရင်ဆိုင်နေရတဲ့အဲအခက်အခဲတွေပါလဲစိန်ခေါ်မှုတွေပါလဲနော်လူငယ်တွေအဲဘလို့ပါရီမျောလင့်နေလဲပေါ့နော်ဒါလေးတွေဆွေးနွေးပေးဖို့ဖိတ်ခေါ် ်ဒီဘောင်းဟောဟောပတိတောင်းရှိဒီဒီငါရဲ့ပါရီဘောဘလာအဲ့တော့တော့တော့ဖိုင်လေးတို့ဘလာကနားကလေးအားလုံးဒီကလာပါလို့ဒီညိုအဲရေပြာပါပြအားလုံးလည်းဒီကလာပါလို့ပူဆောင်ပြအားလုံးလည်းဒီကလာပါလို့ဒီနေ့ပုံတော့ပုံသက်တာပါတယ်ကျွန်တော်ကဟိုလူငယ်ဒီထဲမှာငယ်ဆုံးဆိုတော့ကျွန်တော်လူငယ်ကြီးရတဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ကျွန်တော်အခုဒီဘက်ကမှာအဓိကလူငယ်ဆုံးတွေ့နေတာပေါ့နော်အဲ့ဒါ လောကရှားပါးကြီးဖြစ်ဖြစ်တယ်အဲဒီကအဲလောကရှားပါးကြီးပြဿနာဘာဖြစ်လို့လဲဆိုတော့သူတို့အသက်ပညာလို့ခေါ်ရဟိုအသက်ဘဝကြောင့်ပညာလေးကိုကျွန်တော်ဒီနာဖို့အားနည်းနေတယ်ကြောင်းပြပါတယ်အဲဒီလူငယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့နေရတဲ့အတွေ့အကြုံတွေကိုဟိုပြပြတယ်ပေါ့နော်အဲကျွန်တော်ဒီဒါပိုင်းတွေမှာကျွန်တော်ပြင်းနေအောင်ကျွန်တော်ဟိုလေးလိုက်ဒီဘက်ကလေလိုက်ကြည့်တော့7 11 sign ရှိမှာလူငယ်လေးတယောက်ပါတော့ အဲဒီပြောင်းလို့ကလူငယ်ကောင်းတာလို့ပြောတင်လာတယ်ပေါ့နော်အဓိကဘာလို့လဲဆိုတော့အဲ့ဒီကျောင်းသားလေးကမြန်မာဖြစ်နေတော့ကျွန်တော်ဘယ်လိုတွေ့လဲဆိုတော့ဒီကျောင်းသားလေးကြည့်နေတဲ့မြန်မာတင်းပေါ့မြန်မာတင်းမျိုးကျွန်တော်ကြားလိုက်ကြားလိုက်ဆိုတော့ဆက်ဖြစ်ကြည့်လိုက်တော့ဒီကျောင်းသားလေးကမြန်မာဖြစ်ပြီဒါပေမဲ့တော့မြန်မာနိုင်ငံရဲ့အကြောင်းကိုသူကစိတ်ဝင်တာစိတ်ဝင်တာကျွန်တော်ကျွန်တော်ဖြစ်တော့ကျွန်တော်တတ်လို့ဆက်တယ်တော့ဆက်တော့အောင်ကြီးကမြန်မာဟောတော့မြန်မာဖြစ်တယ်ပြီးတော့ဒီ ပါတယ်ဒီမှာဟိုအလုပ်ဟိုအဓိကဟိုသူဟိုတောတော်တည်းနေတာလည်းရတယ်ဆိုရင်အကြောင်းကျွန်တော်သိလိုက်ပါတယ်သိလိုက်ရပြီးတော့ဒီမှာအလုပ်လုပ်လို့ပဲဒါမှမဟုတ်ဒီမှာနိုင်ငံတော်တရားဝင်တွေဖြစ်ဘူးပြည့်ပြည့်နဲ့ပြင်ချင်းနေပြင်ချင်းရဲ့ဥပ္ပါဟောသူဘယ်လိုပြောလဲဒီလိုချတော့ဖြစ်တယ်ဘောနမြန်မာနိုင်ငံမှာဘာသူချုပ်တွေ့ရမလဲဆိုတော့ကျွန်တော်ဆက်ပြောပါတော့အဲ့ဒါလည်းကြောက်ပြောဖြစ်တယ်ပေါ့ကြောက်ပြီးတော့အဲကျောင်းသားကြီးက ဒီလိုအနေနဲ့ကသူပြည့်ရင်သူအတိတ်ကသက်တမ်းဖြစ်နေတယ်။ဘာလို့ရမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောတော့ကျွန်တော်ဒီသူပြည့်ရင်ပြည့်ချင်တယ်ကျွန်တော်ဘာလို့ကံပြောင်းမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ပြန်ပြီးပြောရတယ်။အဲအဲ့ဆက်နဲ့ကျွန်တော်သိလိုက်ရတာကျွန်တော်လူငယ်ကြုံတွေ့နေရတာအတိတ်ကအဲ့အသက်ပညာလို့ခေါ်တဲ့အသက်ဘဝကြောင့်ပညာကိုကျွန်တော်တို့ကဟိုတိချာမလေးနာပင်နဲ့ကျွန်တော်တို့နည်းနည်းစီးပူးဖို့ကျွန်တော်မေးမေးရောက်ခဲ့ပေါ့မေးရောက်ခဲ့တော့ ုလိုမျိုးခြေနေတည်းပြပေါ်လာတဲ့အချိန်မှာသူများနိုင်ငံသွားတဲ့အချိန်မှာလည်းကျွန်တော် provision တွေမကြခဲ့ဘူးမကြခဲ့ပဲနဲ့ကြုံရကြပဲလုပ်ခဲ့ရတယ်သူတို့ပြန်လာရင်လည်းဟိုဘယ်လိုဘာလုပ်အောင်လဲမသိဘူးဘယ်လိုအလုပ်ဝင်ရမလဲမသိဖြစ်ဖြစ်တဲ့ဥစ္စာတွေကိုကျွန်တော်သွားမြင်တယ်အဲ့မှာကျွန်တော်ဒီသက်ပညာပေါ်တဲ့ဒီအသဝဲကျော်ပညာကိုကျွန်တော်ဘယ်လိုလေ့လာသိဖို့ရမလဲအဲ့ဒါကိုကျွန်တော်ကအဓိကတွေးကြည့်ရအောင်နော်ကျွန်တော်ဒီသဝဲကျော်ပညာဆိုတာကျွန်တော်ရှိရှိဝဲသွားတ စာတင်ကြောင်းအကြီးကြီးတပ်တူအကြီးကြီးတပ်မှကျွန်တော်သမွေးတော့မမို့ဘောနော်ကျွန်တော်ရက်ွက်တွေကျွန်တော်မျိုးနေတွေကျွန်တော်ဘိပတ်ဝင်တွေမှာအများကြီးရှိပါတယ်အဲကျွန်တော်ယောက်ျားလေးတွေဆိုရင်ကျွန်တော်ဒီဆက်ပြင်ပညာကျွန်တော် workshop ပညာဘောနော်အဲ့ဒါတွေကကျွန်တော်တကူတကတင်စရာမလိုဘဲနဲ့သွားရမိစက်ရ workshop သွားပြီးလေ့လာအညိုတဲ့ကျွန်တော်တက်မြောက်တဲ့ပြည်ဖြစ်နေအဲ့ဒါကိုကျွန်တော်တို့ယောက်ျားလေးကျွန်တော်တို့အဲကျွန်တော်လည်းကျွန်တော်ရဲ့နေပြည်တော်ကျွန်တော်မိညော့နေခဲ့တဲ့ ပညာလေးဘောလေးလာစီဘူမယုံနေကြပညာလေးကြီးကောင်းရှိပါအဲ့တော့ကျွန်တော်ကဒီလူငယ်လေးကိုဟို share လုပ်ပြီးနေတာပေါ့နော်ဟိုအဓိကတော့ဒုက္ခကြီးလေးလာစီကမလို့ဘူးကျွန်တော်ပတ်ဝန်းကျင်သွားလိုက်လေးလာလိုက်အဲ့ဒါအတော်ဝင်တော့ပြီကျွန်တော်အမျိုးသမီးရဲ့အနေနဲ့ကလေကျွန်တော်စပင်းညဆိုင်လို့သွားတယ်စပင်းညပညာလေးလာအဲ့ဒါလည်းအတော်ဝင်ကြောင်းပြီးတော့ပဲအဲ့တော့တော်တော်များများဘေးရောက်ပြီးတော့ကျွန်တော်ဒီစာရင်းရောင်းကောင်းကြီးမှာပင်ရမှာသက်သူကောင်းကြီးမှာစာရမှာဆိုတဲ့အတွေ့အကြုံဝင်ပြီးတော့ ပညာခုလည်းတော်မှမလို့သမွေးရောပညာနဲ့ရခဲ့တာမဟုတ်ဘူးပေါ့เนาะအဲအဲ့ဒါလေးကိုတော့ကျွန်တော်အဓိကထားပြောချင်ပါတယ်ပေါ့เนาะအဲပြီးတော့ဟိုအဓိကကကျွန်တော်တို့ဒီအလုပ်ကံဆိုတာကျွန်တော်ဖွေးရမှကျွန်တော်ရှာနိုင်တဲ့နေရာမဟုတ်ကျွန်တော်ကဒီအလုပ်ကံရှာဖွေးဖို့ကကျွန်တော်ကတကူလေးလာစီဖို့မဟုတ်တကူနဲ့ကျွန်တော်အသက်ပညာမှုတက်အောင်လုပ်ရဲဖွေးရမှအလုပ်ကံရမယ်ဆိုတဲ့ဥစ္စာကြီးကိုဟိုညှော်မှန်းနေပြီးတော့ကျွန်တော်အလုပ်ကံရှာ အောင်ကြတာအရင်ကြုံရမှာပဲပေါ့နော်အဲအဓိကတော့ဟိုဟိုညီဟုတ်ချုပ်ပြီးကြွရင်တော့ကျွန်တော်ပြည်သူရှိတော်ပါတီအရတော့ကျွန်တော်လူငယ်တွေကိုအေးပေးတယ်အေးထားတယ်ကျွန်တော်လူငယ်တွေအနေနဲ့အေးကျွန်တော်တတိပညာရှင်တွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ကဏ္ဍအသီးသီးအနိုင်မှာကျွန်တော်တို့ဟိုအားအားပြီးဆောင်ရွက်ရမယ့်အရာတွေဆိုတာလေကျွန်တော်ပညာရေးကဏ္ဍလူငယ်တွေနဲ့ပတ်သက်ပြီးတော့ပြောဆက်မှာကျွန်တော်ပြောရတဲ့တပ်ဝဲချောင်းပညာကဏ္ဍတွေကျွန်တော်တို့အဓိကထားပြီးလုပ်ဆောင်တော့မှာပါအဲပြီးတော့ကျွန်တော်ရဲ့ဒီဘိုးပါတီဥက္ကဋ္ဌကြီးလေ ျွန်တော်တို့ခဲ့တဲ့ဝင်ကြီးမှာအဝင်ကြီးဌာနမှာကျွန်တော်တောင်းတန်းဆောင်ပေးဦးလို့ဒီအတော်ရောက်ပညာကိုအဓိကဟိုဘယ်လိုပဲတကယ်ရေးပါတယ်ဆိုတော့သိရှိပြီးသူဖြစ်ပါဗျာအဲအဲ့ဒါကြောင့်ကျွန်တော်တို့အကုန်လုံးအားနဲ့ကျွန်တော်တို့လူငယ်တွေအတွက်အလုပ်ကိုင်ရှာဖို့ပြဿနာကိုဖြေရှင်းဖို့ကျွန်တော်တို့အလေးထားဆောင်ရွက်တော့ပါမယ်ကျွန်တော်ပြောချင်ဒီလိုချိုးလိုက်ပါကျေးဇူးပါရှင့်ကျေးဇူးပါရှင့်ဦးငယ်လေးရှင်ဟိုလူငယ်ဖြစ်ပေမဲ့ပေါ့နော် လူငယ်ထဲမှာတော့ဒါကိုနေလေးရှင်က ခုနေလင်းရှင်ကတိဝါရေးလုပ်ငန်းရှင်လည်းဖြစ်တယ်အောင်မြင်တဲ့အမြင်သားပဲဖြစ်ပေမဲ့ဟိုကိုကျင်းစာစိတ်ရှိတာပေါ့နော်ကိုမြန်မာလူငယ်တွေနိုင်ငံသားခီးထွက်တုန်းချိန်မှာအတွေ့ရတွေ့ရတဲ့အဲဟိုပါပေါ့နော်ခုနပြောသွားတဲ့စကားလေးရွှေ့ပြောင်းလုပ်တာလူငယ်အကြောင်းသားဆိုလို့ရှိရင်ဘယ်သူမှဆိုအကြောင်းကိုပြီးအောင်တက်ပြီးတော့မှဘွဲ့တွေပါလူငယ်ချိန်မှာပေါ့နော်ချိန်နေရနိုင်ငံသားတော့ရတယ်အဲဒါမျိုးလေးတွေဖြစ်နေပါတယ်နိုင်ငံနိုင်ငံရချားမှာလဲကိုမြေကိုရေမဟုတ်ဘူးကိုဘာသာစကားမဟုတ်ဘူးကိုနိုင်ငံမဟုတ်တဲ့အတွက် အလိုလိုနေစိတ်အားငယ်နေပါလေရှင်။အလိုလိုနေစိတ်အားငယ်တယ်ပြီးလို့ရှိရင်မြန်မာပြည်လိုအကူအညီတောင်းရမဲ့သူလည်းမရှိဘူးပေါ့နော်။ကိုဒူးကိုချွန်ပြီးတော့မှကိုချီရပေါ်ကိုရပ်ပြီးတော့မှကိုကကိုရှင်တောင်းနေကြရတာဖြစ်ပါနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့မြန်မာလူငယ်တွေမြန်မာလူငယ်တွေခုနလိုပေါ့နော်ဟိုကျောင်းပညာရေးလည်းမိဘတွေကနေရင်းနှီးမြှုပ်နှံရမယ်အဲတပြိုင်တည်းအဲထဲမှာလည်းပညာတစ်ပိုင်းတစ်စဖြစ်ပြီးသွားလို့ရှိရင်လည်းဥပမာ အလဲတန်းပြီးသွားတယ်ပေါ့နော်အလဲတန်းပြီးသွားလို့ရှိရင်လည်းခုနသက်မွေးပညာသင်တန်းတွေပါတယ်ပို့ပြီးတော့မှအဲကျမတို့ဒီအသက်မွေးဝမ်းကြောင်းအတွက်ပေါ့နော်သူ့ဘဝရည်တည်ရေးအတွက်အပြည့်စုံပြောထောင်ပါမှာပေါ့နော်ဆိုလို့ရှိရင်မိသားစုလိုက်ပြောလို့ရှိရင်တော့မိဘရဲ့တာဝန်ပေါ့ရှင်အဲသို့တော်လည်းနိုင်ငံကြီးတစ်ခုလုံးမှာတာဝန်ရှိပါတယ်ရှင်နိုင်ငံတော်မှာတာဝန်ရှိပါတယ်အဲကျမတို့ကဒီနိုင်ငံမှာရှိတဲ့ကျမတို့မြန်မာနိုင်ငံမှာလူငယ်တွေအများကြီးရှိပါတယ်ရှင်ရာခိုင်နှုန်းတော်တော်များပါတယ်ဒီလူငယ်တွေလူငယ်တွန်းကြီးတဲ့ရလုံးရဲ့ အဲကြီးပွားတိုးတက်ရေးရှင်သန်ရပ်တည်နိုင်ရေးပေါ့နော်ဒါတွေအတွက်ကိုကျွန်တော်တို့ကဟိုတောင်းတင်ညာရောအတောင်းပညာကတော့အသိပညာပေါ့နော်အသိပညာရောအတတ်ပညာရောဟိုပြီးလို့ရှိရင်ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဟိုဟိုအသိပညာလို့ပြောတော့တက်တူလို့ဘာလို့ပေါ့နော်ပြီးလို့ရှိရင်တော့ college ပေါ့ရှင်နော်တက်ပတက်မွေးကျောင်းတက်အသက်မွေးဝမ်းကျောင်းပညာပေါ့နော်အထက်တန်းကျောင်းဝန်ကြီးစပြီးတော့မှ diploma လို့နောက်ဆုံး bachelor တွေ master တွေထိလည်းတွားလို့ရပါရှင်နော်အဲ့ဒါလေးတွေအဲရှိပါတယ်ဒါတွေကိုကျွန်တော်တို့က ်မိဘတွေကလည်းရင်းနှီးမြှုပ်နှံမယ်သားသမီးတွေကိုလည်းနားလည်အောင်ရှင်းပြတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့နိုင်ငံတော်ကလည်းဒီလိုကြောင်းတွေများများဆက်ဆဆရှိပြီးတော့မှလူတိုင်းတက်နိုင်တဲ့အခြေအနေဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ဖန်တီးပေးဖို့လိုတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်